င်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Tiara William ဆိုတဲ့ကောင်မလေးဟာအသက်16နှစ်ပဲရှိပါသေးတယ်။ Tiara William ကအသက်16နှစ်ပဲရှိသေးတယ်ပေါ့နော်။သူဟာသူ့အဖွားအိမ်မှာနေနေရနေပြီးတော့ရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဒီသူ့ရဲ့မိဘတွေဟာသူလူကုန်ခုခံရတယ်လို့ထင်ပြီးတော့အများကြီးစူးစမ်းပြီးတော့လိုက်ရှာခဲ့ပါတယ်အဆုံးသက်မှာဘလူဖြစ်သွားလဲဆိုတာသိရဖို့အဆုံးထိလိုက်ပြီးနားထောင်ကြပါနော်စူဇန်ကိုအားပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်စူဇန်တယောက်ချင်းစီရဲ့ comment တွေ like တွေ share တွေအားလုံးကိုအရန်ကိုတင်မှုထားပါတယ်စူဇန်စူးစမ်းပြီးတော့လည်း comment လေးတွေကိုပြန်ဖြည့်ပေးနေပါတယ်နော်စူဇန်ရဲ့ channel လေးကို subscribe လုပ်ရသေးလို့ရှိရင်လည်းလှုပ်သွားပေးဖို့ကိုမြတ်တရရဲ့ခံရပါတယ်ရှင် TRR ကို18ရက် 6လ1996ခုနှစ်မှာမွေးဖွားခဲ့တဲ့ကောင်မလေးတယောက်ဖြစ်တယ်။သူ့မှာ Canon ဆိုတဲ့မောင်လေးတယောက်ရှိတယ်။ Tiara သက်9နှစ်လောက်မှဆိုလို့ရှိရင်သူ့အမေနဲ့အဖေအား क्वे သွားတယ်။အဲ့တော့သမီးကြီးဖြစ်တဲ့တကြောင်မလို့သူဟာအိမ်ရဲ့လိုအပ်သွားတဲ့နေရာကိုချက်ချင်းကိုဝင်ပြီးတော့ထမ်းပို့လိုက်ရပါတယ်။သူ့ရဲ့မောင်လေးကိုကူညီဆောက်ရှောက်ကြတဲ့အိမ်မှာလိုအပ်တာတွေဝင်ကူရတယ်ပေါ့နော်။အမေဖြစ်သူကလည်းအမေတယောက်တည်းနဲ့အဖေတာဝန်အမေတာဝန်တွေကိုထမ်းဆောင်ရတဲ့တကြောင်မလို့သားသမီးတွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ် ုပ်ချုပ်တယ်ပြီးတော့သူ့သားသမီးတွေတခုခုဖြစ်သွားမှာစသဖြင့်အရန်ကိုစိုးရင်ပြီးတော့အုပ်ချုပ်တဲ့သူတယောက်လည်းဖြစ်တယ်တီအာကပျော်ပျော်ရွှင်ရွှင်တက်တက်ကြကြနဲ့စာလဲစူးစားတဲ့သူတယောက်ဖြစ်တယ်။တငယ်ချင်းပေါင်းတဲ့နေလဲလဲပြဿနာမရှိဘူး။တကယ်ကိုတက်ကြွပျော်ရွှင်ပြီးတော့တက်ကြွပျော်ရွှင်ပြီးပေါ်ရွေးတဲ့မိန်းကလေးတယောက်ဖြစ်တယ်။တီအာကဒီလိုဆဲကြောတက်လေးဖြစ်တဲ့အခါမှာရီးစားတွေထားပူတယ်။ရီးစားတွေလည်းတယောက်နှစ်ယောက်မကရှိပူတယ်ပေါ့နော်။ သူ့အမေကသူ့သမီးကိုတော်တော်ကြီးကာကွယ်တယ်။ဒီလိုမျိုးထားသမျှရည်စားတွေနဲ့လည်းသူ့အမေကအဲ့လိုပေါ့နော်သူတိအောင်ကြိုးစားတယ်။နောက်ပြီးတော့သူ့အမေကသူ့သားသမီးတွေရဲ့ဒီလို social media platform မှာအသုံးပြုတဲ့ဟာတွေပေါ့နော်။လမ်းမရောက်နေလားဘာလားစသဖြင့်တော်တော်လေးဂယူးဆိုင်တယ်။ like ပြီးတော့လည်းထိန်ချုပ်တယ်။အဲ့တော့အသက်ငယ်တုန်းမှာတိတ်ပြီးကိစ္စမရှိပြီးမဲ့ဆယ်ကျော်သက်ဖြစ်လာတဲ့အခါမှာတီယာရာက ဒါကိုချုပ်ချဲတယ်နော်သူ့မှာလွတ်လပ်ခွင့်မရှိဘူးစားတဲ့ငင်းယူတဲ့နေရာစထွက်လာတာပေါ့နော်အဲ့တော့ဆဲကျော်တဲ့အရွယ်ဖြစ်လာတဲ့ TRR နဲ့သူ့အမိဟာစကားတွေများတယ်ရန်နေဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်မုံတီးရအောင်မခေါ်မပြောနိုင်အဲ့လိုမျိုးတော့မဟုတ်ဘူး TRR ကလွတ်လပ်မှုကိုလိုချင်တယ်အဲ့တော့သူဟာသူ့အမေနဲ့အတိုက်ခံလုပ်ပြီးတော့သူ့ရဲ့အဖိုးအဖွားအိမ်မှာသွားနေမယ်ဆိုပြီးတော့ပြောခဲ့တယ်။သူ့အမေကလည်း အရင်ကတော့အဲ့ဒီ idea ကို against မလုပ်ခဲ့ဘူးဘာဖြစ်လဲဆိုတော့သူ့ရဲ့အမိနဲ့အဖေက Tiara ကိုအရင်ချစ်တယ်လို့တည်တည်ချာချာစောင့်ရှောက်ပေးနိုင်မယ်လို့လည်းယုံကြည်တဲ့တကြောင်မလို့ Tiara ကိုသွားနေဖို့ခွင့်ပြုခဲ့တယ်။တနည်းအားဖြင့်ဒီလိုပေါ့နော်အသက်ကြီးနေပြီဖြစ်တဲ့ Tiara ရဲ့အဖိုးနဲ့အဖွားက Tiara နဲ့အတူတူနေလို့အဖော်ရမယ်။သူ့စီမှာလည်းသူ့သားခန်တော်ရှိနေတဲ့တကြောင်မလို့အဖော်ရတယ်ဆိုပြီးအဲ့ဒီအစီအစဉ်ကိုသဘောတူခဲ့တယ်။ Tiara ကိုယ်တိုင်ကလည်းသူ့ရဲ့အဖွားနဲ့နေရတာအရင်ပျော်တယ်။ အမေလောက်မချုပ်ချယ်ဘူးလွတ်လပ်တယ်သူ့ကိုလွတ်လပ်ခွင့်ပေးတယ်2014ခုနှစ်မှာဆိုလို့ရှိရင်တော့ TR ဟာအထက်တန်းကျောင်းပြီးသွားပြီနောက်ထပ်လအနေငယ်မှာဆိုလို့ရှိရင် college ကျောင်းကိုစတက်ရတော့မှာဖြစ်တယ်အဲ့တော့သူဟာအရန်ကိုဟိုဝမ်းသာပြီးစိတ်လှုပ်ရှားနေတာပေါ့နော်သူတက်သူသူ college ကျောင်းသူကြီးဖြစ်တော့မယ်ဆိုပြီးတော့ TR ကငငယ်လေးကတည်းကသူကလေးလေးတွေကိုချစ်တယ် ကလေးလေးနဲ့ပတ်သက်ပြီးအလုပ်လုပ်ရတာကြိုက်တယ်။အဲ့ဒီအပြင်ကမှသူဟာဒီလိုမတန်မတန်ဆွမ်းတဲ့ကလေးလေးကိုကူညီရတဲ့ဟာကိုပိုသဘောကျတဲ့ကြောင့်မလို့သူဟာဒီ college မှာသူ့ရဲ့ဘာသာရပ်ကိုဒီလိုမျိုး childhood early childhood development ပေါ့နော်ဒီလိုကလေးငယ်လေးတွေငယ်တဲ့ကလေးငယ်လေးတွေရဲ့ဒီလိုဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးတော့ဒီလိုတင်ယူရတဲ့ဘာသာရပ်ကိုယူခဲ့တယ်။ January လ9ရက်2006ခုနှစ်မှာဆိုလို့ရှိရင်မနေ့3နိုင်ခွဲမှာသူဟာ သူ့ရဲ့ចောင်းပထမအုပ်ဆုံးနေကိုចောင်းသွားဖို့အတွက်ကိုအရန်ကိုပြင်ဆင်နေခဲ့ပြီးအရန်လည်းစိတ်လှုပ်ရှားတယ်ဒါပေမဲ့ပထမအုပ်ဆုံးနေဖြစ်တဲ့ကြောင့်မလို့စိတ်ထဲမှာဟိုပစ္စည်းယူပွားမယ်ဒီပစ္စည်းယူရမယ်စသဖြင့်ပူပန်စိတ်လေးတွေလည်းရှိတယ်အဲ့တော့သူဟာမနဲ့မှာသူចောင်းသွားခဲ့တယ်ចောင်းကနေဆင်းတဲ့အခါမှာညနေ6နာရီလောက်မှာသူ့အမေအိမ်ကိုဝင်ခဲ့တယ်ဝင်နေဝင်ပြီးတော့သူ့အမေနဲ့သူ့ရဲ့ပထမအုပ်ဆုံး college တက်ရတဲ့အတွေ့အကြုံခက်ခဲတွေဘာတွေလိုအပ်တယ်စသဖြင့်သူ့အမေကိုသွားပြောတယ်သူ့အမေကလည်း သူသမီးကိုပြောရရင်နားထောင်ပြီးတော့လို့အကြံပေးတာကြီးလုပ်တယ်နောက်ပြီးတော့ဒီလာမယ့်ចောင်းပေးရကြလို့ရှိရင်ចောင်းအတွက်လိုအပ်တဲ့စာအုပ်တွေခဲတဲ့နေအသုံးဆောင်တွေတောင်းဝယ်မယ်လို့လည်းသားမီးနှစ်ယောက်ကအချင်းချင်းလှုပ်လိုက်ကြတယ်ပြီးတော့ Tiara ကတဲ့ဒီအိမ်မှာပေါ့နော် January လ9ရက်လောက်ဆိုတော့သူတို့ဒီဆင်ထားတဲ့ Christmas tree ကိုပြန်ဖြုတ်တာတော့မှကူညီပေးခဲ့သေးတယ်။ပြီးလဲပြီးတော့ Tiara ရဲ့အဲ့ဒီအချိန်မှာရှိတဲ့ကောင်လေးဖြစ်သူရီးစားကအိမ်ကိုရောက်လာတယ်။အဲ့ကောင်လေးနာမည်က Aaron တော့အိမ်မှာအေရွန်ရဲ့သူ့မောင်လေးရဲ့သူရဲ့၃ယောက်ကလမ်းလျှောက်ပြီးတော့သူ့အဖွားရှိတဲ့အိမ်ကိုပြန်လာခဲ့ကြတယ်သူအဖွားကအိမ်ဒီမှာသူတို့ကြိုက်တဲ့အမဲသားဟင်းချက်ထားပေးမယ်ဆိုလို့၃ယောက်စလုံးကအိမ်မှာထမင်းသွားစားကြတာဖြစ်တယ်။ TRA ရဲ့အမေကတော့လိုက်မသွားဘဲနဲ့အိမ်မှာခြင်နေတယ်။ တော့သူကညစာစားတယ်စားပြီးတဲ့အခါမှာလိုရဲ့ Tiara ကဆဲကျော်တက်ဖြစ်တယ်ဆိုတော့ဆဲကျော်တက်တည်းရဲ့ထုံးစံတိုင်းတစ်ချိန်လုံးဖုန်းမဲ့တုံးနေတာပေါ့နော်ဖုန်းနဲ့စားရီပို့တငယ်ချင်းနေတဲ့စားရီပို့နေတယ်အဲ့ချိန်မှာ Tiara ရဲ့တငယ်ကောင်လေး Aaron နဲ့ Tiara ရဲ့မောင်လေးကအဲ့ချိန်မှာဒီလိုအားကစား channel တစ်ခုကိုကြည့်နေကြတယ်ပေါ့ Tiara ကတော့ဖုန်းနဲ့ပဲစကားပြောနေတယ်တရားရောက်ကိုဘသူနဲ့ပြောနေလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့လေဒီလိုကောင်းမလေးလေးဆိုတော့လေတငယ်စင်းနဲ့တစ်ချိန်လုံးချစ်ချက်လုပ်နေကြတာပေါ့အဲ့အချိန်လောက်မှာ Aaron နဲ့ သူ့ကောင်လေးအေရွန်နဲ့သူ့မောင်လေးက TV ကြည့်နေတဲ့အချိန်မှာ Tiara ကရုတ်တရက်ထပြီးတော့ငါ Travis နဲ့ခဏတော့တွေ့လာအောင်မယ်ငါတနားရီလောက်ပဲကြာမှပြီးရင်ပြန်လာမယ်လို့ပြောပြီးတော့ထွက်သွားတယ်။အဲအချိန်မှာအေရွန်မော်နော်ထူးဆန်းတာသူ့ကောင်လေးဖြစ်တဲ့အေရွန်က Travis ဆိုတာဘယ်သူလဲဆိုတာသူသိလို့ပဲစိတ်ချလက်ချလွတ်လိုက်တာလားည၈နာရီခွဲဆိုတဲ့အချိန်ကတကယ်မစောတော့ဘူးပေါ့နော် Travis ကိုသိတာလားမသိရလားမသိလွတ်လိုက်တယ်ဘာမှမပြောဘူးပြီးလဲပြီးတော့ဒီ Aaron နဲ့ သူ့မောင်နေရတဲ့အေရွန်ရဲ့တိုက်ခန်းကိုသွားပြီးတော့တဲ့ဂိမ်းသွားဆော့နေခဲ့ကြတယ်။အဲ့တော့ကိုခွဲတယ်ကိုခွဲတဲ့အချိန်ထိသူ့ကောင်မလေးစီကစာလဲရောက်မလာဘူးအိမ်ပြန်ရောက်ပြီလည်းမပြောဘူးသူ့စီလိုက်လာတာလည်းမရှိတဲ့အခါကျတော့သူကစိတ်ပူပြီးတော့သူ့အဖွားအိမ်ကိုသွားပြီးတော့စောင့်ကြည့်တယ်။ကိုခွဲရနေပြီးတော့ဆယ်ခွဲသွားတယ်ဆယ်ခွဲကနေ၁၁ခွဲသွားတယ်ကောင်မလေးကပြန်မရောက်လာဘူးစာပို့တော့လည်းမပြန်ဘူးဖုန်းဆက်တော့လည်းမကင်ဘူးပေါ့နော် ဒါပေမဲ့အဲ့ဒီအချိန်မှာဆိုရင်စဉ်းစားကြည့်ပေါ့နော်ကိုကောင်မလေးကတခြားကောင်လေးတယောက်နဲ့သွားတယ်ဆယ်ခွဲ၁၁ခွဲလောက်ထိစောင့်ပြီးတော့စာလဲပို့လို့မရဘူးဖုန်းလဲခေါ်လို့မရဘူးဆိုရင်စိတ်မပူလားပေါ့နှစ်ခုပူလို့ရတယ်ကွာနှစ်ခုစိတ်ပူလို့ရတယ်ငါကောင်မလေးကတခြားကောင်လေးနဲ့ဘာသွားလုပ်နေရလဲဆိုပြီးတော့ဟို jealous ဖြစ်ပြီးတော့ auto ပြီးစိတ်ပူလို့ရတယ်လို့တို့ခုခုများအန်ဒီရဖြစ်နေပြီလားဆိုပြီးတော့လဲစိတ်ပူလို့ရတယ်ပြီးတော့လဲဒါဟာ ပြန်17လောက်ထိဆိုပြန်မလာသေးဘူးဆိုရင်အဖွားဖြတ်သူကိုပြောရမယ်လေ။ TR အခုလိပြန်မလာသေးဘူးဘာညာဆိုပြီးစိတ်ပူပြီးပြောရမှာ။သူကလည်းမပြောဘူး။အဖွားဖြတ်သူကလည်းအဲ့လိုပေါ့နော်မသိဘူးဒီတိုင်းပဲဟိုပြန်လာမယ်။ဒါမှမဟုတ်လေအဲ့လိုပဲညာဘက်တီထွက်နေကြမလို့လားတော့မသိဘူး။အဖွားဖြတ်သူကလည်းအိယာဝင်သွားတယ်။ကောင်လေးကလည်း17ခွဲလောက်ထိစောင့်ပြီးတော့ပြန်မလာတော့သူကလည်းအိမ်ပြန်သွားခဲ့တယ်။အဲ့တော့ TR အဲ့ဒီကအိမ်မပြန်လာဘူးဆိုတာကိုညာဘက်အိမ်မပြန်လာဘူးဆိုတာကိုဘယ်သူမှမသိလိုက်ကြဘူး။ မနက်9နာရီခွဲလောက်ရောက်တော့မှမနက်9နာရီလောက်လည်းရောက်တော့ TRI ရဲ့အဖွာနိုးလာတဲ့အိမ်မှာသူ့ရဲ့မိကိုမတွေ့ဘူးမတွေ့တဲ့အခါမှာမှသူကဘာလုပ်လဲဆိုလို့ရှိရင် TRI အမေကိုဖုန်းဆက်တယ် TRI မနေ့ကနေ့အိမ်မှာလာအိတ်တာလားအခုဒီမှာမရှိဘူးလို့ပြောအမေကမအိပ်ပါဘူးလေမနေ့ကဟိုထမင်းမစားခင်ကလေးကပြန်သွားကလေးကသူနဲ့အဆက်အသွယ်မရှိဘူးလို့ပြောအဲ့တော့ Aaron ဖုန်းဆက်တယ် Aaron နေ့အိမ်မှာမြန်ကမြည်လိုက်အိတ်လားဆိုတော့ Aaron ကလည်း မင်းည17ခွဲထိပြန်မလာလို့သူပြန်လာခဲ့တယ်သူ့စီမှာမရှိဘူးလို့ပြောတယ်အဲ့ခါကြမသားလင်းတီယာရာဟာမင်းည7နှစ်ခွဲကထွက်သွားကတည်းကပြောင်းနေတယ်ဆိုတော့အားလုံးကသိရတယ်အဲ့တော့အမေဖြစ်သူကလည်းအဖွားအိမ်ကိုရောက်လာတယ်အေရွန်ကလည်းအဖွားအိမ်ကိုရောက်လာတယ်အဲ့ခါမှာအမေဖြစ်သူကအေရွန်မေးတယ်ပြောမင်းညဘလို့ဖြစ်တာလဲဘလို့လဲပြောနောက်ဆုံးဘယ်အချိန်လဲဆိုပြီးကကနနာမေးတယ်အဲ့ခါမှာအေရွန်ကလည်းပြောပြတာပေါ့နော်ဟုတ်တယ်7ခွဲလောက်က Travis နဲ့တွားမယ်လို့ပြောတယ်ဒါပေမဲ့ သူဘာလို့လဲဆိုတာသိလားဆိုတော့သူလည်းမသိဘူးအဲ့ဆိုရင်ဘာလို့မမေးတာလဲဘာလို့မတားတာလဲဆိုပြီးတော့အမေကတော့စိတ်ဆိုးပြီးမေးတာပေါ့နော်အဲ့ခါကျမှအဲတော့ကဟိုမဟုတ်ဘူးပေါ့နော်တခြား तू ကအဲ့လိုပြောရင် तू ကအဲ့လို cool မဖြစ်ဘူးပေါ့ကွာတည်ရမလား jealous boyfriend ဖြစ်တယ်လို့ဖြစ်မှာဆိုလို့ तू ကမပြောလိုက်တာပေါ့ပြီးတော့လည်းအဲ့လိုပေါ့၁၇နှစ်ခွဲလောက်ထိပြန်မလာတာသေးဘူးပြန်မလာတာကိုလည်း तू က လိုက်ပြီးချုပ်ချယ်တယ်ဘာညာဖြစ်မှာဆိုလို့ तू မပြောတာဆိုပြီးတော့ပြောတယ်အဲ့ဒါကနည်းနည်းထူးဆန်းတယ်ပေါ့နော်အဲ့တော့သူ့အမေကလည်းအစပိုင်းမှာတော့အရန်စိတ်ဆိုတာပေါ့နော်အပြစ်လဲတင်တယ်ညရေရတာပျောက်နေတာအောင်ငါတို့ပြောခဲ့ညရေရငါတို့လိုက်ရှာလို့ရတယ်ဘာညာစသဖြင့်ပြောတယ်ဒါပေမဲ့လည်းအခုကပျောက်နေပြီဘာမှမထူတော့ဘူးစသဖြင့်ကောင်မလေးရဲ့တငယ်ချင်းတွေဘာတွေကိုလိုက်ပြီးတော့စုံစမ်းတော့လေဘသူစီမှာမှရှိမနေဘူးကောင်မလေးဖုန်းကလည်းတိတ်ထားတယ်ဘွိုက်စ်မေးစီပဲတန်းရောက်သွားတယ် နောက်ထူးဆန်းတာကဒီလိုဆဲကြောတက်တွေဟာဘဲသွားသွားသူအလိုနည်းနည်းကြာမယ်ပေါ့နော်နည်းနည်းသွားတာကြာမယ်ဆိုရင် power bank တော့လကောင်းအာသွင်းကျိုးတော့လကောင်းယူသွားလေးရှိတယ်ဒါပေမဲ့ TRR ရဲ့ပတ်စံအိတ်ကအာသွင်းကျိုးရော ID ရောအကုန်လုံးကအိမ်မှာကျန်ခဲ့တယ်တဘောကကောင်းမလေးဟာဝင်းဝေးချက်ချာသွားဖို့အစီအစဉ်မရှိလို့သာဒါတွေအားလုံးကိုထားခဲ့တာအဲ့တော့အစီအစဉ်မရှိပြဲဘာလို့နောက်ကျနေရလဲဘာလို့ကြာနေရလဲဆိုတော့တကယ်ကိုစိတ်ပူစရာဖြစ်နေတယ် ကောင်မလေးကိုလည်းဆက်တွေ့လို့မရဘူးသူတငယ်ချင်းနေလည်းဆက်တွေ့လို့မရဘူးဒါပေမဲ့ကောင်မလေးကမထွက်ခင်မှာ traffic ဆိုတဲ့လူတစ်ယောက်နဲ့ကိုဒီလိုဖုန်းနေတောက်လျှောက်စာရီးဖုန်းနေတယ်ဆိုတော့ maybe messenger တော့ပါရပြောတာဖြစ်မယ်ဆိုတော့ဒီ computer ရဲ့ကို facebook အကောင့်ထဲကိုဝင်ပြီးစစ်ဆေးဖို့လုပ်တယ် tira ရဲ့အမေဟာသူ့သမီးရဲ့ social media တွေကိုအရင် control လုပ်တယ်လို့ဆန်ပြောခဲ့ပူတယ်လေ သူ့ရဲ့တမီးရဲ့ passport တွေကိုသူ့မှာရှိရတဲ့ကြောင့်မလို့ကောင်မလေးရဲ့ Facebook ထဲကိုဝင်ကြည့်တော့လေတငယ်ချင်းတွေအားလုံးထဲမှာ Travis ဆိုတဲ့နာမည်ပါရလို့တယောက်မှမရှိဘူးအဲ့တော့ဒီ Travis ဆိုတဲ့သူကဘသူလဲပေါ့အဲ့ဒါနဲ့ပဲဒီ Messenger ကို like စစ်တဲ့အခါမှာ Messenger မှာအဲ့မနေ့ကတကယ်တမ်းပြောထားတဲ့သူက Travis ဆိုတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ကောင်မလေးရဲ့အရင်ရီးစားဟောင်းတယောက်နဲ့စာရီအသွားပြန်ပို့ထားတာကိုတွေ့ရတယ်သူ့မိထင်လိုက်တာကတကယ်တမ်းကောင်မလေးဟာသူ့ရဲ့ရီးစားဟောင်းနဲ့ဒါစကားပြောနေတာသွားတွေ့တာလေသူ့ရဲ့ရီးစားဟောင်းနဲ့သွားတွေ့တာဖြစ်ရမယ်ဒီသူ့ရဲ့ က်ရှိရီစားအေရွန်ကိုအာရီစားဟောင်းနဲ့တော့တွေ့ရလို့မပြောချင်လို့ Travis ဆိုပြီးလိန်သွားတာ ဖြစ်မယ်လို့အဲ့လိုသုံးသက်လိုက်တယ်ကွာအကြမ်းမြင်အဲ့နောက်ဆုံးမှာတော့သူတို့ဟာဘာမှလုံးလို့လည်းမရတော့ဘူးပျောက်နေတာလည်းတည်ကြပြီဖြစ်တဲ့တကြောင်မလို့ရဲကိုတိုင်ခဲ့တယ်အဲ့တော့ရဲရာထုံးစံတိုင်းနေတယ်ပေါ့နော်ဒီလို teenage ဖြစ်တဲ့တကြောင်မလို့အိမ်နဲ့အဆင်ပြေလားအမေနဲ့အဆင်ပြေလားအဖွားနဲ့အဆင်ပြေလားအိမ်ကထွက်ပြေးတာဖြစ်နိုင်လားစားသဖြင့်မိတယ်အင်းဒီနာချင်းတွေကိုလည်းမြင်နေသူရှိလားဘာလားညာလားစပြီးတော့လိုက်မိတယ်အဲ့ခါမှာကောင်းမလေးဟာထွက်ပြေးမဲ့သူမဟုတ်ဘူး ဒီနေ့မပြောက်ခင်နေ့လေမပြောက်ခင်ညနေရမှာသူနဲ့ဒီလိုမျိုးပေါ့နော်စကားတွေပြောခဲ့သေးရယ် college ပထမဦးဆုံးကြောင်းတက်ခဲ့တဲ့သူစနေတနေ့လေးကြာလို့ရှိရင်ဈေးွက်ထွက်ဖို့အောင်ချိန်ထားသေးတယ်ဆိုတော့ရုတ်ထက်ကြီးထပြီးထွက်ပြေးစရာအကြောင်းမရှိဘူးသာသဖြင့်အကုန်လုံးပြောပြတယ်အဲ့လိုနဲ့17ရက် January လ ရောက်သွားပြီပေါ့နော်ရဲရဲဟာဒီလို Travis ဆိုတဲ့သူဘလို့မှတငယ်ချင်းနေပါတယ်ကိုမေးတော့လေဒီ Travis ဆိုတဲ့သူ TR နဲ့ပြောဆိုဆက်ဆံတဲ့သူတိလားဆိုလဲဘယ်သူမှမသိတော့နောက်ဆုံးသူ့အမေတုံးသက်ထားတဲ့အတိုင်းပဲရီစာဟောင်းဆိုတဲ့သူကိုခေါ်ပြီးစစ်ဆေးခဲ့တယ် Aaron ဆိုတဲ့အကောင်လေးကလည်းဘာပြောလဲဆိုလို့ရှင်ရီစာဟောင်းက TR နဲ့မပြတ်နိုင်လို့ပေါ့လာလာပြီးတော့ပြန်ပြီးတော့ဆက်သွဲနေတာနှွေနေတာမျိုးတွေရှိတယ်လို့ပြောဘူးတယ်အဲ့တော့ X ကပဲကောင်မလေးကိုဖမ်းထားတာလားဒါမှမဟုတ်လဲတခုခုလားဆိုပြီးတော့ X ကိုဆက်သွဲခဲ့တယ်ပြီးတော့ကောင်မလေးရဲ့ ုန်းကိုသူ့ရဲ့တီနီယာကိုစုံစမ်းတဲ့အခါမှာလဲကောင်မလေးရဲ့ဖုန်းတီနီယာနောက်ဆုံးပြထားတာဟာသူ့အဖွားရဲ့အိမ်ပတ်ဝန်းကျင်မှာပဲပြထားပြီးတော့လုံးဝလိုင်းရပျောက်သွားတာဖြစ်တယ်ပေါ့နော်ဘက်ထရီကုန်သွားတာလားဒီအိမ်အောက်မှာနေဘက်ထရီကုန်သွားတာလားဒါမှမဟုတ်လို့ရှင်လဲဖုန်းပိတ်ပြီးတော့ယူသွားတာလားအဲ့ထားပါရောရှိစားဟောင်းကိုဆက်တွေ့တယ်ဆက်တွေ့ပြီးတော့စစ်ဆေးတဲ့အခါမှာသူကဘာပြောလဲဆိုရင်အာငါသူနဲ့လုံးဝဆက်တွေ့မရှိဘူးလဲစကားလည်းမပြောဘူးလို့ပြောတယ်အဲ့ခါမှာရဲတွေကပြောတယ် နင်းလိန်နေတာဘာလို့လိန်တာလဲနင်းနဲ့ကောင်မလေးနဲ့ဒီလိုမျိုး messenger မှာစကားပြောထားတဲ့ဟာတွေငါတို့ကြည့်ထားပြီးပြီနင်းဘာလို့လိန်တာလဲလိန်ရတဲ့အကြောင်းအရာဘာကိုဖုံးခွဲထားဖို့စူးစမ်းရလဲလို့ပြောတယ်အဲ့ခါကျတော့မှ तू ကအဟုတ်ပါတယ်ဗော तू အဲ့နေရာစကားပြောခဲ့တယ်ပြီးတော့ကောင်မလေးနဲ့ तू ਨੇ တွေ့ခဲ့ပါတယ်ဗောတွေ့ဖို့ချင်းခဲ့တယ်ရှင်းနိုင်ခွဲမှာကောင်မလေးကဆင်းလာပြီးတော့ तू ਨੇ စကားပြောတယ်ပြောပြီးတော့နိုင်ခွဲလောက်စကားပြောပြီးတဲ့အခါမှာကောင်မလေးကကားပေါ်နေထွက်ပြီးတော့သူ့အိမ်ဘက်ကိုလမ်းလျှောက်သွားတာကိုတွေ့လိုက်တယ်ဒါဟာနောက်ဆုံးတွေ့တာပါလို့ပြောတယ်အဲ့တော့ ူကသာတကယ်အမှန်ပြောနေတယ်ဆိုလို့ရှိရင်၉နာရီသူ့ကားပေါ်ကဆင်းသွားတဲ့အချိန်မှမှစပြီးတော့ပျောက်သွားတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ရဲတွေဟာဒီတွေးခဲ့တယ်ဆိုတဲ့ကောင်လေးရဲ့ကားပေါ်ကိုလည်းစစ်ဆေးတယ်ထားပါတော့လေပင်းညက်တက်ထားတာတို့ဒါနဲ့ထိုးရအောင်ဆိုရင်သွေးစာသွေးနာများတွေ့မလားအစသဖြင့်ရုံရင်းဆန်ခတ်လုပ်ထားတဲ့လက္ခဏာတွေများတွေ့မလားလို့ရှာတော့လေဘာမှမတွေ့ဘူး ောက်ထပ်ပိုဆိုးကျင်တော့အိမ်အိမ်ပတ်ဝန်းကျင်မှာလည်းဘာ CCTV မှမရှိတော့ဒီကောင်လေးပြောသလိုမျိုးကားပေါ်ကနေတကယ်9နာရီမှထွက်သွားလားမထွက်သွားလားဆိုတော့လည်းအဖြေရှာလို့မရဘူးဖြစ်နေတယ်။နောက်ပြီးတော့ဒီကောင်မလေးမှာနောက်ထပ်ဒီကောင်လေးမတိုင်ခင် တွေ့ခဲ့တဲ့ကောင်လေးနောက်တစ်ယောက်ရှိသေးတယ်။အဲ့ကောင်လေးနာမည်က Tree တဲ့။အဲ့ Tree ဆိုတဲ့ကောင်လေးကိုလည်းဆက်သွယ်ပြီးမြင်မြန်ခဲ့တယ်။အဲ့ကောင်လေးကလည်းအကုန်လုံးကုညီပြီးတော့ပြောဆိုပြပြပေးခဲ့တယ်ပေါ့နော်။ ီးတော့ကောင်မလေးတရားရရဲ့အမေကလည်းပြောတယ် train မဖြစ်နိုင်ဘူး train ရလူကောင်ငါနဲ့လည်းတည်တယ်ငါသမီးနဲ့တွဲတော့ကလည်းတည်တယ်အဲ့တော့ဒီကောင်လေးမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်အဲ့တော့နောက်ဆုံးမှာမိဘမိသားစုတွေကလည်းလုံဝဇွဲမလျှော့ဘူးမီဒီယာတွေကိုအကူအညီတောင်းခဲ့တယ်မီဒီယာတွေမှာဒီကောင်မလေးရဲ့ပုံတွေနောက်ဆုံးတွေ့ခဲ့ရတဲ့ပုံတွေကိုလူတွေသိအောင်ကြီးညာခဲ့တယ်အဲ့ဒီအပြင်ကို Healthfine Tiara ဆိုပြီးတော့ Facebook page ထောင်ခဲ့ပြီးတော့ကောင်မလေးအကြောင်းတွေကောင်မလေးပုံတွေကိုတင်ခဲ့တဲ့အပြင်ကိုကောင်မလေးကိုဘယ်နေရာမှာပဲတွေ့တွေ့ပေါ့နော်ဒီလို ီး page မှာလာရေးလို့ရအောင်လုပ်ခဲ့တယ်။နောက်ပြီးတော့ hotline တခုပေါ့သူတို့ရဲ့အိမ်ဖုန်းတစ်လုံးကိုလည်းကြေညာပြီးတော့ဘာတရင်မဲ့ရရအချိန်မီးဖုန်းဆက်ပါဆိုပြီး hotline ကိုသူ့ရဲ့အဖိုးကိုယ်တိုင်ကနေပြီးတော့ဦးစီးပြီးလုပ်ခဲ့တယ်ပေါ့နော်။အဲ့တော့10ရက်လောက်ကြာပြီ။ကောင်မလေးပျောက်ပြီးတော့10ရက်လောက်အကြာမှာဖုန်းတစ်ကောဝင်လာတယ်။အိမ်ဖုန်းဝင်လာတဲ့သူကပါဆိုတန့်ရှင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်တယ်။သူကဒီကောင်မလေးနေတဲ့မြို့ရဲ့18မိုင်လောက်ဝေးတဲ့နေရာမှာတဲ့ကောင်မလေးတရားတော်နဲ့ တူတယ်ပေါ့နော်ကောင်မလေးတယောက်ကိုတွေးခဲ့တယ်ဆိုပြီးတော့ပြောတယ်နောက်တယောက်ကလည်းအဲ့ TRR ကို textile route ဆိုတဲ့နေရာမှာရှောင်းနေတာတွေးခဲ့တယ်ဆိုပြီးတော့ဖုန်းဆက်လာတယ်အဲ့တန့်ရှင်သမားဖုန်းဆက်တာရဲ့အဲ့ဒီနောက်ထပ်ပေါ့နော်ဒီ textile route မှာတွေ့ရဆိုတဲ့မျိုးသမီးဖုန်းဆက်တာဟာပြောတဲ့နေရာဟာ location ကတနေရာတဲ့ ကြတဲ့တကြောင်မလို့ဒီသူ့အဖိုးကိုယ်တိုင်ကအဲ့နာကိုပတ်ပြီးတော့ကားပတ်ပြီးလိုက်ရှာပြီးတော့အဲ့နာကလူတွေကိုတပုံပြပြီးလိုက်နေခဲ့ပြီးမြဲလေ TRR ကိုလည်းမတွေ့ခဲ့သလိုဒီ TRR ရဲ့မိသားစုတွေကဘလို့ထင်လဲဆိုလို့ရှင် TRR ကိုတရားရောက်ကဖမ်းပြီးတော့ဖမ်းချုပ်ထားတာဖြစ်နိုင်တယ် မွေးစည်းဘွားတွေတိုက်ထားမယ်ကောင်မလေးကအဲ့တော့မူးဝေနေမယ်အဲ့တော့သူတို့ခိုင်းတာလုပ်မယ်အဲ့တော့တခါတလေကျရင်သူတို့နဲ့အတူတူအပြင်းနေပါတယ်ခေါ်သွားတယ်အဲ့တော့ကောင်မလေးကိုအပြင်းမှာဒီလိုမျိုးတွေ့တဲ့သူတွေကရှိတယ်အဲ့တော့ကောင်မလေးဟာအသက်ရှိနေသေးတယ်တရားရောက်ကဖမ်းချုပ်ထားပြီးတော့သူ့ကိုချိန်ချောက်ပြီးတော့တော့လကောင်ဒါမှမဟုတ်မူးရစည်းတွေတိုက်ပြီးတော့လကောင်ထိန်းချုပ်ထားတယ်လို့ထင်ကြတယ်အဲ့တော့သူကပို့ပြီးတော့မျောလင်းဆက်ထားပြီးလိုက်ရှာကြတယ်အဲ့ဒီနေရာတွေကိုလည်းရဲတွေကိုယ်တိုင်ကသွားပြီးစစ်ဆေးခဲ့တယ်ဘာမှမသိရဘူးပေါ့နော် နောက်ပြီးလို့ရှိရင် February လ10ရက်နေ့မှာလည်းနောက်ထပ်ထပ်ပြီးတော့သူတို့ဟာတကယ်ကိုဒီပတ်ဝန်းကျင်တစ်ခုလုံးကိုလိုက်ရှာကြတယ်ပေါ့နော် volunteer တွေရောရဲတွေရောဒီလိုအနှံ့ခံတဲ့ခွေးတွေရောလိုက်ရှာတယ်။နောက်ပြီးတော့ရဲတွေစီကိုဖုန်းတကောဝင်လာတယ်။အဲ့ဒီဖုန်းမှာဗာပြောလဲဆိုရင်ရဲအမီးမဖော်လို့သူတို့ဦးဟာ TRA ရဲ့ခန္ဓာကိုယ်ကိုတဲ့ဒီကုံကားတွေရက်တဲ့ပေါ့နော်ကုံကားတွေရက်တဲ့ဝင်းတဝင်းရှိတယ်။အဲ့ဝင်းထဲမှာသွားရှာပါအဲ့နားမှာရှိရဲဆိုပြီးဖုန်းဆက်လာတယ်။ဖုန်းဆက်တဲ့အခါမှာအဲ့ ူပြောတဲ့ဝန်းကိုရှာလိုက်တဲ့အခါမှာဒီ TR အဖွားနေတဲ့အိမ်ရဲ့တကယ်မျက်နှာချင်းဆိုင်လမ်းမှာရှိတဲ့ကုံကားတွေရက်တဲ့နေရဆိုတာဖြစ်နေတယ်အဲ့တော့ရဲတွေကဒါအရန်ဖြစ်နိုင်တယ်ကောင်မလေးကလည်းအိမ်ရှိမှရင်ပျောက်သွားတာဖြစ်တဲ့တကြောင်မလို့ကောင်မလေးကိုတယောက်ကဖမ်းသွားမယ်မေးပြီးပြင်အိမ်မှာတက်လိုက်ပြီးတော့အဲ့နာမှာဆွတ်ပစ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ လုံးဝ volunteer တွေရောရဲတွေရောနောက်အနှံ့ခံခွေးတွေရောတုံးပြီးတော့သူကလိုက်ရှာကြတယ်။ကားဝင်းတစ်ခုလုံးကိုလည်းရှာတဲ့အပြင်ကိုအဲ့ပတ်ဝန်းကျင်မှာရှိသမျှဒီလိုချောင်းမြောင်းမြစ်စသဖြင့်မြောင်းစသဖြင့်နေရာအကုန်လုံးလိုက်ရှာကြပြီးမဲ့တော်တော်ကြီးအေးနေတဲ့အချိန်ဖြစ်တဲ့ကြောင့်မလို့ရေအားလုံးကခဲနေတယ်။အဲ့တော့အဲ့လိုခဲနေတယ်ဆိုရင်သူတို့ကဘလို့မှဒီရေအောက်ထဲကိုရှာလို့မရဘူး။ဒီရေတွေပျော်သွားမှပဲသူတို့ဟာရှာလို့ရမှာဖြစ်တယ်။အဲ့လိုနဲ့ပဲ20ရက်နေ့ February ကိုရောက်သွားပြီးအဲ့နေ့မှာဒီ trail ပေါ့နော်ကောင်မလေးရေ ဲ့ရီစားဟောင်းတွေကတယောက်ဖြစ်တဲ့သူမိအမေကပါတန်တရားမဖြစ်တဲ့ကောင်လေး tree ဟာသူ့ရဲ့အိမ်ရဲ့ sofa ပေါ်မှာပဲတနက်တန်ရာနေနဲ့တည်ဆုံးနေတာကိုတွေ့ရတယ်။အဲ့တော့လူတွေကဘာထင်လဲဆိုရင်ကောင်မလေးရဲ့ x လည်းဖြစ်တယ်။ကောင်မလေးကလည်းပျောက်နေတယ်။ဒီကောင်လေးကလည်းအခုတည်နေတယ်ဆိုတော့ဒီတည်ဆုံးမှုဟာပတ်သက်မလားဆိုပြီးတော့တွေးကြတယ်ပေါ့နော်။ဒါပေမဲ့နောက်မှသိရတာကောင်လေးဟာသူ့နဲ့အတူတူနေတဲ့အခန်းဖော်ပေါ့နော်အခန်းဖော်မဟုတ်ဘူးဒီလိုကသူ့အိမ်နဲ့တအိမ်ထဲမှာအတူတူငားနေတဲ့အခန်းဖော်နဲ့ရန်ပ ရန်နေဖြစ်စကားများရာကနေပြီးတော့ဟိုကောင်လေးကသူ့ကိုတနက်နဲ့ပြစ်ခဲ့တာလို့သိရတယ်။အဲ့တော့ရဲတွေထင်ထားသလိုမိသားစုတွေထင်ထားသလိုမျိုးတီယာရာနဲ့ပတ်သက်တဲ့အမှုမဟုတ်ဘူးဖြစ်နေပြန်ရော။အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ April လအောင်ရောက်သွားခဲ့ပြီပေါ့နော်။ Facebook page သူတို့ထောင်ထားတဲ့ Facebook page ကို Wi-Fi ရောင်းတဲ့ဆိုင်တဆိုင်ကဒီဝန်ထမ်းလေးကနေပြီးတော့ဆက်သွယ်လာတယ်။သူကဘာပြောလဲဆိုရင်ဒီသူတို့ရဲ့ဆိုင်ဟာကောင်းမလေးမိပါတယ်နေရမြို့နယ်ဆိုရင်မိုင်၄၀၀လောက်ဝေးတယ်။ အဲ့ဒီမှာသူဟာတီယာရာကိုတွေးလိုက်တယ်ဆိုပြီးကိုဆက်သွယ်လာတယ်။စာမှာဗာရေးထားလဲဆိုရင်ဒီကောင်မလေးဟာတခြားသောမင်းကလေးတွေတစ်ဖွဲ့လုံးနဲ့ရောက်လာတယ်။တပတ်ကို၃လေးကာလောက်ရောက်လာတယ်။နောက်ပြီးရင်အဲ့ဒီအဖွဲထဲမှာဆိုရင်တီယာရာတယောက်တည်းရဲ့ပုံစံကတခြားကောင်မလေးနဲ့လွဲကွဲလွဲနေတယ်ပေါ့နော်။နေလေငင်းငိုင်းနေတလူလူစိတ်ကပဲလွင့်နေတလူလူသူပြောချင်တဲ့သဘောကစေးတစ်ခုခု သုံးခံနိုင်ရလို့လို့စီးကြောင်နေတဲ့ပုံမျိုးပေါက်တယ်ဆိုပြီးပြောတယ်။အဲ့တော့မိဘတွေကထင်လိုက်တာကဒါဆိုရင်တရားပေါက်သူ့သမီးကိုတရားကဖမ်းချုပ်ပြီးတော့ခိုင်းစားနေတယ်။ဒီစီးငွေရစီးပွားတွေနဲ့ထိချုပ်ထားရလို့သူကပို့ပြီးတော့ယုံကြည်ကြတယ်။ဖိုးဖြစ်သူကိုယ်တိုင်ကအဲ့မိုင်လေးရောင်ကိုကားမောင်းသွားပြီးတော့အဲ့ဝေဖာဆန်ကိုသွားပြီးအဲ့ဝန်ထမ်းနဲ့တွေ့ခဲ့ပြီးတော့သူရဲ့မိမလေးရဲ့ပုံကိုပြတယ်။ ပြတဲ့အခါမှာအဲ့ဒီဝန်ထဲကတော့ဟုတ်တယ်ငါတွေ့တာတရားတာပဲဒီကောင်မလေးပဲတွေ့တာသူတပတ်ကို၃လခါလာတယ်စသဖြင့်အဲ့လိုပြောရဲပေါ့နော်အဲ့ဒီနေ့တနေ့လုံးအဖိုးကြီးကစောင့်နေအဲ့ဒီအပြင်ကိုအဲ့ဒီ wafer ဆိုင်ရှေ့မှာသူခမားဒီကားပေါ်မှာ၄၅၆ရက်ညီပါထိုင်ပြီးတော့ဒီအဖွဲများလာအောင်မလားဆိုပြီးစောင့်မိမယ်မလာတော့ဘူးဒီ wafer ဆိုင်ရဝန်ထမ်းလေးဟာ ဒီလိုမျိုးဖုန်းနဲ့ဆက်တာမှုပဲ ਨੇ သူတို့ရဲ့ဒီလိုမျိုး public ကိုအကုန်လုံးဘသူမဆိုဝင်ဖက်လို့ရတဲ့ page မှာသွားရေးထားတာဖြစ်တဲ့ကြောင့်မလို့ကောင်မလေးကိုတယောက်ကဖမ်းထားလို့ရှိရင်အဲ့လူကလည်းအဲ့ message ကိုမြင်သွားနိုင်တယ်အဲ့ message ကိုမြင်ပြီးတဲ့နောက်မှာသူဟာဒီကောင်မလေးတွေကိုဒီဆိုင်ကိုဘယ်ပေးလာတော့မလဲနေရာပြောင်းလိုက်မှာပေါ့ဟုတ်တယ်မလားအဲ့ဒီအပြင်ကိုကောင်မလေးရဲ့အဖိုးကအဲ့ဒီမြို့မှာရှိသမျှဟိုတယ်တွေမိုတယ်တွေစသဖြင့်ပေါ့နော်နေရာတွေအကုန်လုံးကိုဒီသူ့သမီးရဲ့ပုံကိုလိုက်ပြပြီးတော့မေးတယ် အဲ့လိုမေးတဲ့အခါမှာဟိုတယ်တစ်ခုရဲ့မန်နေဂျာတယောက်ကသူကဘာပြောလဲဆိုရင်ဒီကောင်မလေးကိုသူမြင်ဘူးတဲ့ဒီကောင်မလေးကတဲ့အဲ့လိုပေါ့နော်ဟိုဝေဖာဆိုင်ရကောင်လေးပြောသလိုပဲကောင်မလေးကြီးအများကြီးတစ်ဖွဲ့ထဲမှာတွေ့ဘူးလားတဲ့အဲ့ကောင်မလေးကြီးရဲ့ခေါင်းဆောင်ကဒီလိုမျိုးပေါ့နော်အယောက်မျိုးသားတယောက်သူဟာဒီလိုမျိုးပေါ့ညှင့်ငက်လေးကြီးရဲ့ခေါင်းပေါ့နော်အဲ့လိုမျိုးပြုတ်တာအဲ့တော့သူကဒီလိုမျိုးကောင်မလေးတစ်ဖွဲ့ကို သူကထိမ့်ချုပ်ထားပြီးတော့သူကလို customer ရှာပြီးကောင်းမလေးနဲ့အိတ်ခိုင်းတဲ့လူပေါ့နော်အဲ့တော့အဲ့ဒီအဖွဲနဲ့ဒီကောင်းမလေးကိုငါတွေးလိုက်တယ်လို့ပြောတယ်ဒီ TRI ရဲ့အဖိုးကအရင်လဲတုံလုံးခြောက်ချားသွားတယ်လို့သူတွေမျောလင်းချက်လည်းဖြစ်သွားတော့ချက်ချင်းရဲကိုခေါ်ပြီးတော့လာစစ်စေးခိုင်းတယ်စစ်စေးခိုင်းတဲ့အခါမှာရဲရလည်းအိတ်ဟိုတယ်ရဲ့အဲ့ဒီဒီခေါင်းနေတဲ့အခန်းတို့ဘာလို့သူကစောင့်ပြီးစစ်စေးခဲ့တယ်စစ်စေးခဲ့တဲ့အခါမှာဒီ TRI ကိုမတွေ့ဘူးပေါ့နော် TRI နဲ့ရုပ်ဆင်တဲ့ကောင်းမလေးတယောက်ကိုတော့တွေ့ခဲ့တယ်အဲ့ဒါကလည်း ဟိုတကယ်ပဲမန်နေဂျာကအမြင်မှားတာလားဒါမှမဟုတ်လို့ရှိရင်ကောင်းမလေးတွေကိုပေါ့နော်ဒီလိုခေါင်းလုတ်ပြီးတော့စားလုတ်စားတဲ့သူကလာစစ်သေးတော့မယ်ဒီအမှုနဲ့ပတ်သက်ပြီးလိုက်လာတော့မယ်ဆိုတော့တီလို့ဒီလိုရုပ်ဆင်တဲ့ကောင်းမလေးတယောက်ကိုပဲထားပြီးတီရာရာကိုတခြားနေရာကိုနေရာဖြောင်းလိုက်တာလားဆိုတော့မသိနိုင်ဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာတီရာရဲ့အဖိုးကဘလို့ထင်လဲဆိုတော့ okay ဒါဆိုရင်သူ့ရဲ့မိကိုဒီခေါင်းကနေပြီးတော့တခြားတယောက်ကိုရောင်းစားလိုက်ပြီ အဲ့လိုရောင်းစားရဆိုတိကြပေါ့ပေါ့နော်ဒီလိုမျိုးကောင်းမလေးတွေကိုမူးယစ်စေးပွားနဲ့ထိန်းချုပ်ထားပြီးတော့ဒီလိုမကောင်းတာလှုပ်ရှားတဲ့အိမ်နေဒါမှမဟုတ်ရှင်လဲဒီ service တွေရောင်းတဲ့ club တွေကိုရောင်းစားလိုက်ပြီလို့ထင်ပြီးသူကိုယ်တိုင်ဒီတနိုင်ငံလုံးမှာရှိတဲ့ဒီလို main ကလေးတွေဟိုရောင်းစားခံရတဲ့ main ကလေးတွေဒါမှမဟုတ်ဒီလိုလှုပ်ရှားတဲ့ main ကလေးတွေရှိနိုင်တဲ့ club တွေမကောင်းတာလှုပ်ရှားတဲ့အိမ်နေစသဖြင့်အကုန်လုံးကိုသွားပြီးသူကလိုက်ရှာခဲ့တယ်ဒါပေမဲ့လည်းမတွေ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းလူတစ်ယောက်အနေနဲ့ဒီလိုနေရာအကုန်လုံးကိုလိုက်ရှာဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပေါ့နော်ဒီလိုနိုင်ငံတွင်းမှာတယ်မဟုတ်ဘူးတခါကြလို့ရှိရင်နိုင်ငံပြင်ပအထိပါရောင်းစားခံရတာမျိုးတွေလည်းအများကြီးရှိရတဲ့ကြောင့်မို့သူ့ရဲ့မိလေးဟာနိုင်ငံပြင်ပကိုရောင်းစားခံလိုက်ရတာလည်းဖြစ်နိုင်တယ်အဲ့လိုနဲ့ပဲမေလ2016ခုနှစ်ကိုရောက်ခဲ့ပြီး ဒီရာသီဥတုပြောင်းလဲသွားပြီဖြစ်တဲ့တကြောင်မလို့ဒီမြစ်တီမြောင်းနေစသဖြင့်အကုန်လုံးကအရေးကြီးပြောတဲ့အခါမှာရဲတွေဟာတကယ်ကိုဒီရေထဲမှာနောက်တစ်ချိန်လိုက်ရှာပေးခဲ့ပြီးမယ်လေခန္ဓာကိုယ်အကျဉ်းအကျဉ်ဒီလိုပေါ့နော်အယိုးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဘာတခုမှမတွေ့တဲ့တကြောင်မလို့မိသားစုတွေဟာသူ့တမီးအသက်ရှင်နေလောက်သေးတယ်တနေရာမှာအသက်ရှိနေသေးတယ်ဆိုပြီးတော့ပဲဆက်ပြီးမျောလင့်ထားကြတယ်အဲ့တော့ရီစာဟောင်းအေရွန်ကိုလည်းအထက်ထက်ခါခါစစ်ဆေးကြတယ် ဒီသူ့ရဲ့ရီးစားဟာည၈နာရီခွဲကိုဘသူမှမသိတဲ့ကောင်လေးနဲ့သွားတွေ့မယ်ဆိုတဲ့ဟာကိုဒီတိုင်းလွတ်လိုက်တာအရင်ကိုသူကလုံးဝသဘောမတွေ့ဘူးပေါ့နော်အသေးပဲမရှိဘူးအဲ့တော့ဘာလို့လဲဘာလို့လွတ်လိုက်တာလဲမင်းပါတိထားလဲမင်းပါအဲထားပါမျိုးအမျိုးမျိုးလဲဆစ်ဆွဲတာပေါ့နော်မင်းဒီကောင်မလေးကိုရောင်းစားလိုက်တာလားဒါမှမဟုတ်လို့ရှိရင်လည်းဘာလဲဘာဖြစ်သွားတာလဲစသဖြင့်အမျိုးမျိုးဟို စစ်စေးမြင်းမြန်းခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဘာမှမသိခဲ့ရအောင်အင်ရွန်ကလည်းပေါ့နော်သူသူအဲ့လိုမျိုးခဏခဏအစစ်စေးမြင်းမြန်းခံရတယ်နောက်ရဲတွေနေမကအောင်ဒီအမေတွေအဖွားတွေကလည်းသူ့ကိုတန်တရားရှိတဲ့ပုံစံနဲ့မျိုးတော့အစပိုင်းမှာတော့စိတ်ဆိုးတယ်ဒါပေမဲ့ तू နောက်ပြီးတော့ပြောပြရပေါ့ तू နားလဲပါတယ်ပေါ့ तू လည်းထိုက်တီရာအတွက်ကိုစိတ်ပူတယ်တကြောင်မလို့ဒါအားလုံးကစိတ်ပူမယ်ပေါ့ तू ကိုယ်တိုင်လည်းနောင်တရရတယ် तू ဘာလို့များ မတားလိုက်မိတာလဲဒါမှမဟုတ်ဘာလို့များမမေးလိုက်မိတာလဲဆိုပြီးသူကိုယ်တိုင်လည်းနောင်တရတယ်လို့ပြောခဲ့တယ်အဲ့လိုနဲ့73ရက်ဂျွန်လောက်ရောက်သွားခဲ့ပြီပေါ့နော်အဲ့အချိန်မှာ DNV ဆိုတဲ့ဆိုင်မှာဒီဆိုင်ရဲ့ကားပါကင်မှာကောင်းမလေး TRR ကိုတွေ့ခဲ့တယ်ဆိုပြီးတော့ဆက်သွယ်လာတဲ့လူတယောက်ရှိတယ်။အဲဒီလူကဘာပြောလဲဆိုရင်ကားပါကင်ထဲမှာတဲ့ TRR ကိုတွေ့လိုက်တယ်။ TRR နဲ့အရန်စင်လို့ तू ကဒီလိုတွေ့ုံနဲ့မဟုတ်ဘဲနဲ့ကောင်းမလေးကိုပါသွားပြီးတော့မေးခဲ့ပေါ့နော်။အင်း TRR လား TRR လာလို့မီးတယ်မီးတဲ့အခါမှာကောင်မလေးကအာတရားရာမဟုတ်ပါဘူးပေါ့နော်။အနင်း နင်တို့ပြောင်းနေတဲ့တရားရအမြန်ဆုံးတွေ့ပါစေလို့ဆုတောင်းပေးပါတယ်။ဘာညာလို့ပြောပြီးတော့ထွက်သွားတယ်လို့ပြောတယ်။အဲ့ချိန်မှာအဲ့တည်င်းကိုမိသားစွာရတဲ့အခါမှာရဲတွေကအဲ့ DMV မှာရှိတဲ့ကားပါကင်မှာရောဒီဝင်ပေါက်မှာရောရှိတဲ့ CCTV ကိုသွားစစ်ခဲ့တယ်။ CCTV မှာ TRR နဲ့စင်တဲ့ကောင်မလေးတယောက်ဝင်သွားတာကိုတွေ့လိုက်တယ်။အဲ့ဒီပုံကိုဒီ TRR ရဲ့အမေကိုပြခဲ့တဲ့အခါမှာ TRR ရဲ့အမေကသူ့သမီးနဲ့တော့စင်ပေမဲ့ဒါသူ့သမီးမဟုတ်ဘူးလို့ပြောခဲ့တယ်ပေါ့နော်။အဲ့လိုနဲ့ပဲအချိန်ကြီးကြာလာတဲ့အမညာလူတွေရဲ့ စိတ်ဝင်စားမှုဟာလျော့လာတယ်။သတင်းပေးတဲ့သူတွေကတဖြည်းဖြည်းနဲ့နင်း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 လာတယ်ပေါ့နော်။ Travis ဆိုပြီးတော့လိန်ပြီးတော့သွားတွေ့တဲ့ရီးစားဟောင်းကိုအယံတန်တရားဖြစ်တယ်။ဒါပေမဲ့လည်းဒီလူပါဒီလူလှုပ်လိုက်ပါတယ်ဒီလူဖမ်းသွားပါတယ်ဆိုတဲ့ဟာကိုပြောဖို့ဘာမှတက်တည်မရှိဘူးဖြစ်နေလုံးဝလမ်းပြောင်နေတယ်ပေါ့နော်။ရဲတွေဟာတီယာရာကဒီလိုမျိုးပေါ့လူကုန်ကူးခံရတဲ့မိန်းကလေးတွေကတယောက်လိုဘာလို့ထင်လဲဆိုလို့ရှိရင်အဲ့ဒီမျိုးမှာပဲဒီတီယာရာစပြောက်ပြီးကလေးကနောက်နှစ်ပိုင်းနေမှာ ခဏခဏပေါ့နော်ဒီလိုလူမဲအမျိုးသမီးတွေပျောက်သွားခဲ့တယ် ခုပုံမှာပြထားတဲ့အမျိုးသမီး9ယောက်စလုံးဟာဒီတရားနေတဲ့မြို့ပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေကနေပြီးတော့ပျောက်သွားတယ်ပြီးလဲပြီးတော့ခန္ဓာကိုယ်လည်းပြန်ရှာမတွေ့ဘူးနောက်ပြီးလို့ရှိရင်အာလုံးဝပေါ့နော်ဘာအတင်းဘာတင်းအစာနာမှမရောက်ပဲနဲ့ပျောက်သွားတဲ့မိန်းကလေးဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေဟာလူကုန်ကူးခံရတယ်လို့ရဲတွေကတန်ရာရှိကြတယ်ဟုတ်ဆိုရင်2025ခုနှစ်တောင်ရောက်သွားခဲ့ပြီးတရားရဲမိသားစုတွေကလည်းမျောလင်းချက်တိတိလေးကိုပဲစုပ်ကန်ထားတယ်ဒါပေမဲ့လည်းတင်းပေးမဲ့သူဗမာတွေ့လိုက်တဲ့ဘာညာအစာတဖြစ် င်ဖုံးဆက်လာမဲ့သူတွေတောင်မရှိတလောက်နေတော့ပါဘူး။ ဒီအမှုကိုပြောတဲ့ international crime cover လူတွေဆိုလို့ရှိရင် DRI ရဲ့ပုံနေ DRI ရဲ့အကြောင်းတွေကိုထည့်ပြီးတော့ဒီကောင်မလေးနဲ့ဆင်းတဲ့သူဒီကောင်မလေးနဲ့ထင်းရတဲ့သူဘယ်နေရာမှာပဲတွေ့တွေ့မိသားစုကိုဆက်သွယ်ပေးဖို့ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကိုထည့်ပြီးတော့ဒီကောင်မလေးအမြန်ဆုံးတွေ့နိုင်ဖို့ကိုအားလုံးကဝိုင်းပြီးတော့စူးစမ်းပြနေကြတယ်ပေါ့နော်။ဒါပေါ်တော့အသက်ရှိလျက်တွေ့ရင်လည်းတွေ့ဒါမှမဟုတ်တိစုံသွားပြီဆိုလည်းဒီခန္ဓာကိုအကျဉ်းချက်တွေကိုတွေ့ရမှသာလျှင်မိသားစုတွေအတွက်ကိုအဆုံးသက်တစ်ခုရရှိမှာဖြစ်ပါတယ်။မဟုတ်ရင်မိသားစုတွေမှာအခုအချိန်ထိ ကိုဝမ်းနဲ့ပူဆွေးစွာနဲ့စောင့်နေရတယ်အဲ့တော့အခုချိန်မှာဆိုလို့ရှိရင် ကောင်မလေးကဘယ်ကိုရောက်သွားတာလဲဒီ Travis ဆိုတဲ့လူဟာဘသူလဲဖမ်းခံရပြီးတော့တနိုင်ငယ်ငယ်ကိုလူကုန်ကူးခံလိုက်ရပြီလားဒါမှမဟုတ်လို့ရှိရင်ထိဆုံးသွားပြီလားနားဆင်နေသူတွေရောဘလို့ထင်လဲထင်မြင်ချက်လေးကိုပြပြခဲ့ပါဒီအမှုမှာဆိုလို့ရှိရင်ဒီသူတို့ဟာ9နိုင်ခွဲ10နိုင်ခွဲလောက်မှာရောက်မလာလို့ရှိရင်ချက်ချင်းသာတခုခုလုတ်ခဲ့မယ်ဆိုရင် ပြန်ရှာတွေ့နိုင်ခဲ့ပြီမဲ့သူတို့ဟာနောက်နေ့နေ့လယ်လောက်မှရဲတိုင်ခဲ့တဲ့အတွကြောင့်မလို့ဒီ golden hour ပေါ့နော်တကယ်အရေးကြီးဆုံးအချိန်တွေကိုလွတ်သွားခဲ့တယ်အဲဒါကြောင့်လေကောင်မလေးကိုရှာဖွေဖို့ပို့ပြီးတော့ခက်ခဲခဲ့လို့ထင်ပါတယ်ဒီကောင်မလေးတီယာရာသာအသက်ရှိနေမယ်ဆိုရင်အခုချိန်ဆိုသူဟာအသက်29နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်နေမှာပါမြန်မာနိုင်ငံမှာလေကောင်မလေးငယ်လေးတွေပျောက်သွားတယ်အเจ้าကအပြန်ပျောက်သွားတယ်အိမ်ပြန်မလာဘူးအလုပ်ကအပြန်ပြန်မလာဘူးဆိုပြီးပျောက်သွားတဲ့သတင်းတွေလေ Facebook ပေါ်မှာခဏခဏတက်လာတာတွေ့ရမှာပါ ဲ့ဒါကလည်းချို့ရလည်းထားပါတော့နော်။ဟိုကောင်းလေးနဲ့လိုက်ပြီးသွားတယ်။နောက်ပြန်လာတယ်ဆိုတော့ကံကောင်းပြီးတော့ဝမ်းသာစရာအမှုလေးတွေဝမ်းသာစရာတည်င်းနေတဲ့အမှုတွေရှိသလိုတချို့လုံးဝပျောက်သွားပြီးတော့ဘယ်မှာရောက်နေမှန်းမသိဘူး။လုံးဝရှာမတွေ့ဘူးဆိုတဲ့အမှုတွေလည်းရှိပါတယ်။လူကုန်ကူးခံရတယ်ဆိုတာတကယ်ပါ။အဲ့လိုလူကုန်ကူးခံရလို့ရှိရင် ဟိုကောင်လေးတွေဆိုလို့ရှိရင်လည်းပေါ့နော်ဒီလိုမျိုးကြားဖြန့်တို့ဘာလို့ရောင်းခံရတယ်ကြားဖြန့်ဆိုတာဟိုလိုမျိုးကွန်ပျူတာနဲ့ဖုန်းနဲ့ငွေလိမ်နဲ့သူတွေမဟုတ်ပင်နဲ့လေးလဲကောင်မှာခြားထားပြီးတော့အလုပ်လုပ်ခိုင်းပြီးလစာလည်းမပေးနှိပ်စက်ခံရတဲ့ဟာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်မိန်းကလေးတွေဆိုလို့ရှိရင်တော်တော်များများဟာဒီလိုမျိုး sex နဲ့ပတ်သက်တဲ့လို့ပေါ့နော်ကြေးကြုံဖြစ်တာ နောက်ပြီးရောင်းစားခံရတာစသဖြင့်ဆူဆူဝါးဝါးတွေ အနေနဲ့လူကုန်ကူးခံရတာတွေဖြစ်နိုင်ပါတယ်အဲ့တော့တကယ်ကိုအနေရများပြီးကြောက်ဖို့လဲကောင်းတဲ့အရာဖြစ်တဲ့တကြောင်မလို့အားလုံးသတိထားကြပါလို့ဆန်ကသတိပေးချင်ပါတယ်ကိုနဲ့အသိမရင်းကြီးရဲ့သူမယုံရရင်သူနဲ့တွေ့မယ်ဆိုရင်လင်းလင်းရှင်းရှင်းနဲ့လူများရဲ့နေရာမှာတွေ့ဖို့အရေးကြီးပါတယ်တခုခုမဟန်ရင်ကိုဟာလွယ်လွယ်ကူကူအကူအညီတောင်းလို့ရမယ့်နေရာမျိုးဖြစ်ဖို့အရေးကြီးပါတယ်ပေါ်တော့အမြဲတမ်းတတိဆိုတာပိုရဲမရှိပါဘူးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တတိနဲ့หนีပြီးတော့တတိနဲ့သွားလာဖို့စုစံက ားလုံးကိုတတိပေးလိုက်ပါရယ်။နားဆင်နေသူတွေအားလုံးကြည်နေကြလိမ့်မယ်လို့ဆန်မျှော်လင့်ပါရယ်။နားဆင်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါရယ်။ဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ဘေးကင်းပါစေ။စုစမ်းနောက်တင်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတား။